မင်္ဂလာနံနက်ခင်းပါခင်ဗျာဘုရားသခင်ရဲ့မကုံဆုံးတဲ့ဂိယုနာတော်နေနဲ့အတူနံနက်အိယာနေနှိုးထကြတာတွေ့ရတဲ့အတွက်ကြောင့်အထူးပဲကျေးဇူးတင်ပါတယ်ဘုရားသခင်နာမတော်လည်းချီးမွမ်းပါတယ်ကျွန်တော်တို့ရဲ့ Let us pray ဆိုတဲ့ Morning Devotion အစီအစဉ်ကိုနေ့စဉ်နံနက်6နာရီတိုင်းမှာထုတ်လွှင့်ပြသပေးနေတာဖြစ်ပါတယ်ဒီအစီအစဉ်အတွက်ယန္တမာချစ်တဲ့မိတ်ဆွေတွေအားလုံးရဲ့ Like Share Subscribe တွေ Comment တွေကျွန်တော်တို့အများစွာအကျိုးပြုသလိုသာသနာအတွက်လည်းပဲအကျိုးရှိစေပါတယ်ဆုတောင်းချက်တွေလည်းကျွန်တော်တို့ လက်ခံလျက်ရှိပါတယ်အရောက်တိုင်းအတွက်ဆုတောင်းပေးနေပါတယ်ပေးပို့ကြဖို့လည်းကျွန်တော်နေနဲ့တောင်းဆိုပါရစေဒီနေ့ကတော့ April 23ရက်နေ့ဖြစ်ပါတယ်ဒီနေ့အတွက်ခေါင်းစဉ်ကတော့ပြင်းစွာလောင်နေသောမီးဖို့ကျမ်းပိုင်လေးတစ်ပတ်အရင်ဆုံးဖတ်ပြချင်ပါတယ်ဟေရှာယအခန်းကြီး53အပိုင်းငယ်1တင်းသည်ရေကိုလျှောက်သွားသောအခါတင်းနှင့်အတူငါရှိမြစ်တို့ကိုလျှောက်သွားသောအခါမနစ်မမွန်းရမီးကို ရှင်နေသောအခါလဲမလောင်ရမီးလျံလဲမညိရအကြောင်းတစ်ခါပြန်ဖန်လာပြီးတော့ရှင်ဘီနေဘုခနေစာမင်းဟာဆိုရင်ဒိုင်လကိုးကွယ်တဲ့ဖရာကိုယုံကြည်စိတ်ချမှုတွေတဖန်ပြန်ပြီးတော့နေပါလာပါတယ်ကျွန်တော်မနေ့ကလေ့လာခဲ့တဲ့အတိုင်းဆိုရင်သူဟာလုံးဝဝန်ခံခဲ့တယ်ဖရာတကာတို့ရဲ့ဖရာဖြစ်တယ်ပြောပေမဲ့လည်းအခုအချိန်ကြာလာတဲ့နေ့မြတ် ဒီစိတ်တွေဟာဆိုလို့ရှိရင်ပြန်ပြောက်ပြီးတော့ကြွားဝါလိုတဲ့စိတ်တွေတဖန်ပြန်လေပြီးတော့ဝင်လာတယ်။ तू အိမ်မက်မက်တုန်းကဒီရုပ်ထုကြီးကိုတတ်ထုပေါင်းစုံနဲ့လှုပ်ထားတာ तू အိမ်မက်မက်တာ။တခုချင်းစီရဲ့အနတ်အဓိပ္ပာယ်လည်းရှိပါတယ်။တိုင်းနိုင်ငံတွေကိုလည်းကိုစားပြုတယ်။ तू ဟာဆိုရင်ရွှေဖြစ်တယ်ဆိုတဲ့အခါမှာဒါဒီအရာလို့ तू ဝါကြွားစရာလေးဖြစ်လာပြီးတော့ဒီရုပ်တုကြီးတစ်ခုလုံးဟာရွှေဖြစ်လိုက်ရင်ဘလောက်ကောင်းမလဲလိမ့်မလဲအတိတ်ပြာသူဟာဆိုရင်ဟိုးမကုံမဆုံးသူ့ရဲ့နိုင်ငံဆိုရင် နှစ်ပေါင်း2500အနည်းဆုံးသူနေရမယ်ပေါ့ဒါကြောင့်အိမ်မက်ထက်မှသူမြင်မှတ်တဲ့ရုပ်တုရဲ့ပုံသဏ္ဍာန်ကိုရွှေအတိနဲ့လှုပ်ပြီးတော့သူတည်ထားမယ်လူတွေအားလုံးကိုဝတ်ပြုကိုးကွယ်ခိုင်းမယ်ဒီအကျင့်ဟာမူးမက်တရားပေးတာပါသူချက်ချင်းလက်ခံလိုက်တယ်ဒါကြောင့်ဒီရုပ်တုကြီးကိုရှင့်မခိုးဥမချတဲ့လူတွေအားလုံးကိုအပြစ်ပေးမယ်အဲ့ဒီလူနဲ့နော်ဖန်စီခံရတဲ့ ဣသရေလလူပြည်အားလုံးဣသရေလသူတို့ကိုဒီယုတ်ထုဤတာရှ िख ူခိုင်းမယ်ဆိုရင်ဒီသူတို့ရဲ့ prophet ပြုချက်ဖြစ်တဲ့ဒီတိုင်းတပါးသားအတွက်ကောင်းကြီးမင်္ဂလာဖြစ်စေမယ့်ပုံကူလေးဆိုတဲ့အရာကြီးပြတ်သုံးသွားမယ်ဆိုပြီးသူအကြံစီလက်ပါဝင်တာတွေ့ရတယ်။ဒီလိုနဲ့ရုပ်ကြူကြီးတည်လိုက်တယ်အားလုံးဥချောင်းဝက်ပြုတ်ခိုင်းတယ်ဝက်ပြုတ်တဲ့နေရာမှာလုံးဝဥမချတဲ့လူ၃ဦးကိုသူတွေးလိုက်တယ် ီပုံကိုယ်တွေကတော့ဟဲ့သေးလူတွေဖြစ်တယ်သူတို့တွေကိုခေါ်တယ်ကျိန်မောင်းတယ်ဆုံးမတယ်နောက်တစ်ခါထပ်အခွင့်ရင်းပေးတယ်သွားပြီးတော့ဥချပြောတယ်ဒီလူငယ်လေးသုံးဦးကသူတို့ဘလုံးဝဥချမှာဥညွတ်မှာ ရှစ်ခိုးမှာမဟုတ်တဲ့အကြောင်းပြောတယ်သူတို့ကိုးကွယ်တဲ့ဘုရားရှင်ဟာဒီယုံထုထက်ပို့ပြီးတော့တကူကြီးတယ်မိတွေကနေရောရေတွေကနေရောကဲနိုင်တဲ့ဘုရားဖြစ်တယ် မကင်တောင်မှသူတို့ဥမချပါဘူးလို့ပြောတဲ့ခါမှာအရန်စိတ်ဆိုးပြီးတော့မိဘကိုအရင်ကတည်းကခွနဆပူပြီးပြင်အားကြီးလှုပ်လိုက်တယ်။သူတို့တွေအားလုံးကိုကျူးနဲ့ချီပြီးတော့အင်မတန်မှပြင်းတဲ့မိဘတွေကိုပစ်ချလိုက်တယ်။ဘုရားရှင်ဟာသူ့အပေါ်မှာတစ္ဆာရှိတဲ့လူတွေကိုဘယ်တော့မှပြစ်မထားဘူး။မိဘတွေကြားရောက်နေတဲ့အချိန်ခါမှာရှင်မင်းဟာဆိုရင်သူတို့တွေကိုဒေါသကြီးနဲ့ကြည်နေကြည်နေတဲ့သူ မျက်လုံးပြူးလာတယ်။ဘာဖြစ်လို့လဲဆိုတော့သူပြစ်ထက်လိုက်တာလူ၃ယောက်မိဖို့ထဲမှာလမ်းလျှောက်နေတာလူ၄ယောက်အဲ့လိုနဲ့သူတို့ပြန်ခေါ်တယ်။ပြန်ခေါ်ပြီးတော့သူတို့ယူကြည့်တဲ့အခါမှာလုံးဝမီးလျံမညီဘူးစမိန်လည်းမလောင်ဘာမှမလောင်မကျွမ်းဘူးအံ့ဩစရာတွေ့တဲ့အခါမှာသူပြန်ပြီးတော့ဝန်ခံတယ်ဟေဘေးလူငယ်၃ဦးကိုပြန်ပြီးတော့လှုပ်ပေးလိုက်တယ်သူတို့ငโกရာထုပြန်ပြီးတော့ပေးတယ် နောက်ဆုံးနေ့ရဲ့အချိန်ကာလမှာကျွန်တော်တို့လည်းဖះအပေါ်မှာတစ္ဆာရှိတဲ့လူတွေကိုတေမိတ်ကြလာတဲ့နေ့တစ်နေ့ရောက်လာပါအောင်မယ်။အဲ့လိုတေမိတ်ကြလာတဲ့နေ့ရောက်တဲ့အခါမှာဘုရားသခင်အစစ်မှန်တွေကိုရွေးထုတ်ပါတယ်။ဖះအပေါ်မှာတစ္ဆာရှိပြီးတော့အသေးခံမလား။ဒါမှမဟုတ်ဖောက်ပြန်သွားမလား။ဖះအပေါ်မှာတစ္ဆာရှိပြီးတော့အသေးခံမှုရွေးချယ်တဲ့လူတွေဟာဒီပုံကို၃ဦးတွေလိုပဲဘုရားသခင်အံ့ဩပေါ်ရကယ်တင်လိုက်မယ်ဆိုတဲ့အကြောင်းအရာကျွန်တော်တို့အတွက်ခွန်အားဖြစ်စေပါတယ်။ ကျေးဇူးတင်ပါတယ်အခုကျွန်တော်တို့ဆူတောင်းမှုဖြစ်ပါတယ်ဆူတောင်းပေးရမယ့်ပုံကိုယ်တွေကတော့အခုမမူးမူးဆွေရဲ့တော့တောရေဖို့သူတို့တွေအတွက်ဖြစ်ပါတယ်ကျွန်တော်တို့အခြားဆူတောင်းချက်တွေဒီဒီဆူတောင်းချက်ကိုခဏဥညွတ်ပြီးတော့ဆူတောင်းကြစို့ကောင်းကင်ဘုရားရှင်ဖဖျားကိုရောအားကျေးဇူးတင်နေဒီနေ့မှလည်းပဲကိုရောသားသမီးတို့ကိုဖွင့်ပြပေးတဲ့ကိုရရှင်နှုတ်ကပတ်တရားတော်ဒီများသောခွန်အားဖြစ်စေပါ၏ တင်ကားစာရပါတယ်ဖခွန်အားလည်းရပါတယ်။ဟိုဖာအကြက်အတင်းမှာရောက်ရှိနေတဲ့ကိုရှင်သားသမီးတွေကိုရောပေါ်မှာအဆုံးတအောင်တစ္ဆာရှိတဲ့အခါမှာကိုရောရှင်ဒီလည်းပဲပြစ်မထားဘဲနဲ့ကင်ထုတ်ခဲ့တယ်။ဒါနီရိုဒီလည်းပဲဒီလောကမှာအသက်ရှင်နေအချိန်ခါရန်ဖန်ရန်ကဒီယုံကြည်ကိုဝင်နှင့်ပတ်သက်ပြီးတော့ရွေးချယ်စရာနေနဲ့စိန်ခေါ်မှုတွေအများကြီးကြုံတွေ့ရတဲ့အခါမှာကိုရောပေါ်မှာတစ္ဆာရှိနိုင်အောင်ခွန်အားပေးတော်မှာပါ။ဂျေဇူးတင်တယ်။ဒိုင်လာ ရဲ့တငယ်ချင်း၃ဦးသူတို့ဒီကိုရောပုံမှာတစ္ဆာရှိချားနဲ့သေပင်းနဲ့ကြုံရင်ရပါမယ်လို့ပြန်လည်ပြီးတော့အသက်ပင်းကနေလွတ်မြောက်ခင်ကြပါနောက်ဆုံးသောအချိန်ကာလအသံမျိုးကိုကြုံတွေ့ရမယ်ဒီသေးဘေးနဲ့ပတ်သက်ရလေအဆုံးတိုင်ကိုရောပုံမှာတစ္ဆာရှိနိုင်ဖို့ခွန်အားပေးပါပါကျေးဇူးတင်ပါတယ်ပါအခုနောင်မကျန်းဖြစ်တော်သူတွေအတွက်လည်းဆက်လက်ဆုတောင်းပါတယ်ကိုရောရဲ့သမီးအခုမမိုးဆွေနဲ့တော်ရင်ဖို့လို့တုံ့ဦးဖြစ်ပါတယ်ပါ ီသုံးဦးထဲမှာအချို့သောသူများဒီမှာလည်းပဲတော်တော်ဝေနာခံစားရတယ်လို့ကြားသိရတယ်ကိုတော့သိပါတယ်ကိုတို့သူနဲ့တူအမြဲတည်ရှိပေးသနာတော်မှာခံစားရတဲ့ယောဂဝေနာရဲ့တတပြောက်ကင်းစေပါကိုရောကိုဂုံတို့ချီးမွမ်းနိုင်ဖို့တို့တို့နဲ့တူအမြဲတည်ရှိလမ်းပြပေးပါပါ ဂရင်းညီတဲ့ချင်းကြီးတို့ပေါ်တို့အမြင်နဲ့တက်ရောက်စီမှာထို့တူအခြားသောဆူတောင်းချက်ကျွန်တော်တို့မှာရှိတဲ့အားလုံးတွေ့လဲဆူတောင်းတဲ့ဒီစီဇန်ကိုကြည့်ရှုနေတဲ့ကိုရဲတောင်းသမီးတွေပုံမှာလည်းညီတဲ့ချင်းကြီးပေးသနာတော်မှာပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းတွေတို့ရဲ့ဘဝမှာလိုအပ်သည့်ရအလုံးစုံကိုကိုရှင်သိရှိသည့်အတိုင်းဖြည့်စွက်ဆောင်ရွက်ပေးသနာပါပါ။တာမီလိုအင်ဆန်နာအဝဝအလုံးစုံကိုကိုလက်တော်ရဲ့စက္ကန့်အနှံတင်ပြတဲ့အခါမှာအလုံးစုံတို့တက်ဆွနိုင်တော်မူသောယေရှုခရစ်တော်ဖျက်အိနာမတော်မြည်ပြုလေယူသူပါဆုတောင်းပါ၏ပါဗျာ။ Amen.